တရားနာမည်ကိုကြည်လိုက်မယ်ဆိုရင်နန္ဒီဒုက္ခသမူလမယ်အဲ့ဒီဒုက္ခတွေအလုံးရဲ့အရင်အမြစ်ဘယ်လာတာတုံးဆိုရင်တဏှာလာတာပဲအာယုငါးပါးကာမဂုဏ်တရားတွေကိုနှစ်သက်ချိန်နဲ့နေမယ်တွေ့တားနေဦးမယ်ဆိုလို့ရှိရင်ဒီဒုက္ခတွေလာနေဦးမှာပဲဘုရားမြတ်စွာလက်ထက်တော်ခါကလာတုန်းကမန္လာတိုင်းမှာဥရဝေလကပ္ပလို့ခေါ်တဲ့ညီကုန်းရွာကြီးတစ်ခုရှိတယ် အဲ့ဒီညီကုန်းရွာကြီးအင်းမှာမြတ်စွာဘုရားတရင်သုံးနေတဲ့အချိန်ဥရဝေလကပ္ပကညီကုန်းတကြီးရွာတကြီးရွာကောင်းဆောင်ပေါ့အဲ့ဒီလူရဲ့နာမည်ကဘတ်ဒရကလို့ခေါ်တယ်အဲ့ဒီဘတ်ဒရကဆိုတဲ့ရွာတကြီးကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်တနေ့တော့အရှင်ဘုရားတဲ့ ူကဒုက္ခတော့ထိုက်တဲ့တော့ तू သိတယ်ပေါ့လေဒုက္ခရဲ့သမှုရယဆိုတဲ့ဖြစ်ကြောင်းတရားနဲ့ဒုက္ခရဲ့အထင်ကမလို့ဆိုတဲ့ချုပ်ကြောင်းတရားဘာကြောင့်တပည့်တော်တို့တွေဒုက္ခဖြစ်တာဘာကြောင့်အဲ့ဒီဒုက္ခတွေဘာကြောင့်ချုပ်ငိမ့်သွားနိုင်တယ်လဲဆိုတဲ့မိကုံကိုမြတ်စွာဘုရားလာမေးတယ်မေးတော့မြတ်စွာဘုရားကသူ့ကိုဘာပြောလို့ဆိုရင် အေးအတိတ်ကိုယဉ်ညွန့်ပြီးတော့အတိတ်ကဆင်းရဲဒုက္ခတွေဟာဘာကြောင့်ဖြစ်ခဲ့လဲဟောဘယ်လိုချုပ်ငိမ့်သွားလဲဆိုတာကိုငါမင်းကိုပြောမယ်ဆိုရင်တဲ့မင်းတန်တရားဖြစ်ကောင်းဖြစ်နေလိမ့်မယ်အတိတ်ဆိုတာပြီးခဲ့ပြီလေအေးအတိတ်ကဒုက္ခတွေကိုငါပြန်ပြောရင်မင်းတန်တရားဖြစ်ကောင်းဖြစ်လိမ့်မယ်အနာဂတ်မှာဆင်းရဲဒုက္ခတွေကဘယ်လိုဖြစ်တယ်ဆိုတာကို ဘလို့ချုပ်တယ်ဆိုတာကိုပြောရင်လည်းပဲမင်းတန်တရားဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မလို့မင်းအခုဒီနာထိုင်းနေတုံးပဲငါလက်တွေ့ပြမယ်ဆိုပြီးတော့ဘုရားကလက်တွေ့ဒုက္ခတခုကိုဖော်ပြရှိနော်သူ့ကိုမေးခွန်းလေးတစ်ဖုံမေးလိုက်တယ်မင်းဥရဝေလကပ္ပဆိုတဲ့ဟောဒီနေကုန်းရွာကြီးထဲမှာလူဦးရေတွေမြောင်များစွာရှိတဲ့ထင်မယ်အချို့ပုဂ္ဂိုလ်တွေတစ်စုံတစ်ခုဒုက္ခရောက်သွားမယ်ဆိုလို့ရှိရင် မိမစိတ်တော့ကဖြစ်ရမယ်ပုံကိုယ်ဒီဒီရောဒီပြောထဲမှာရှိသလားအချို့ပုံကိုယ်တွေကြတော့သူတို့ဒုက္ခရောက်နေမင်းအေးစိစိနေနိုင်တယ်ဆိုတဲ့ပုံကိုယ်မျိုးတွေရောရှိသလားဒါကိုယ်ကိုယ်ပဲစဉ်းစားကြည့်အခုဒီမှာစမ်းကြောင်းမျိုးတွေထဲမှာတချို့နေကြတယ်တို့ပါတို့အားလုံးခြုံပြောရင်ရန်ကုန်မြို့မှာနေကြတယ် ရန်ကုန်မြို့ထဲမှာရှိတဲ့ပုဂ္ဂိုလ်တချို့ဒုက္ခရောက်ပြီဆိုရင် ကိုယ်ပါစိတ်ဆင်းရဲရတဲ့ပုဂ္ဂိုလ်မျိုးတွေရှိသလို